အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့အပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလီဒနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ထုတ်ဝေတိုင်းဒါကျွန်တော်တို့ကျွန်တော်ဒီအခုလက်ရှိမှာဒါအစီအစဉ်အသစ်ဗောနော်ဒါကျွန်တော် update news တွေသတင်းတွေလည်းမရှိသေးတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ update news ရှင်တော့ update ပုံစံမျိုးဒါကျွန်တော်တို့ breaking ပုံစံမျိုးတင်ပေးသွားမှာဗောနော်အဲ့တော့ဒီဘက်မှာဒါကျွန်တော်တို့လက်ရှိအနေအထားဒါကျွန်တော်တို့ ကန်ပြီးသွားတဲ့အသင်းတစ်သင်းဒါကျွန်တော် recap ပေါ့နော်ဒါကျွန်တော်တို့နှစ်သင်းလုံးစာမှုပဲနဲ့တစ်သင်းစာဘယ်ဒါကျွန်တော် အသင်းကြီးတွေ6သင်းပေါ့နော်ကျွန်တော်တော့အကြီး6ကြီးဥမာဒါကျွန်တော်တို့ recap တွေကိုအဓိကပြောပြသွားမှာပေါ့နော်အဲ့တော့ပထမဆုံး recap ကိုတော့ကျွန်တော်ပထမဆုံးကန်ခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့တဲ့ဒါကျွန်တော်တို့အာစတင်နဲ့ဒါဘန်လီရဲ့ recap ကြောင့်နည်းနည်းပြောမယ်အဲ့တော့အဓိကအာစတင်ကို highlight လုပ်သွားပေါ့နော်အဲ့တော့ဒီနောက်ပိုင်းပုံစံမှာဒါကျွန်တော်မနေ့ကလည်းကျွန်တော် ပြောခဲ့သလိုပဲဒါမနေ့ကညမှာလည်းကျွန်တော်ဗီဒီယိုတင်ခဲ့သလိုပဲအဲ့တော့ပထမဆုံးအချက်အနေနဲ့ပေါ့နော်ဒါကျွန်တော်မနေ့က comment တစ်ခုမှတွေ့တယ်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့ အကူရီးယားလည်းဗျာစပါးဖန်ဖြစ်ပြီးအာဆနယ်ကိုဖလားရစေခြင်းနဲ့ပါညာပေါ့နော်ဒီဘက်ကကျွန်တော်တချို့လည်းကျွန်တော်မနေရတာကျွန်တော် page တစ်ခုမှာကျွန်တော် green flag ဆိုပြီးပြောတာပေါ့နော်ဒါကျူးတင်ပါတယ်ကျွန်တော် green flag ကျွန်တော် green flag တော့မဟုတ်ပါဘူးတချိန်တကားလည်းဆိုးခဲ့ပြီး mic ခဲ့ပြီးနောက်တရရသွားတယ်ဒါကျွန်တော်တို့လူတယောက်ဆိုလည်းပြောနောက်တရရတာဖြစ်ပါဗျာအသက်ကြီးရမှာပေါ့နော် this time to grow up ပေါ့နော်အဲ့လိုပုံစံမျိုးကိုကျွန်တော်သွားမယ်ဒီဌာမရှိရလဲကျွန်တော်နေမြင်တယ်အဲ့တော့ဒါကျွန်တော်ရဲ့ပုတ်ကူရေးရအရာကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါခုနကပြောလို့ပဲကျွန်တော်အသင်ကလွယ်ကျွန်တော်ဘယ်အသင်မှာ fly မရစေချင်ဘူး ဒါဟာ100%ခင်ဗျားတို့ကျွန်တော် I can guarantee ခင်ဗျားတို့ guarantee တခုခင်ဗျားကျွန်တော်ပေးလို့ရတယ်ကျွန်တော်ရဲ့ကျွန်တော်ရဲ့စိတ်ကခုနကကျွန်တော်မနာလူမုန်တီးရစိတ်မရှိဘူးဒါဘုံဝင်လေးပြပြတာလက်ရှိအရင်ကတော့ရှိခဲ့တယ်ဒါပေါ့အရင်ကစား channel အတင်းအကုန်လုံးဆိုကျွန်တော်အာနီကျွန်တော်ဒါမနာလူနော်ဘောတော့အခုချိန်မှာကျွန်တော်မနာလူတဲ့စိတ်မရှိဘူးဘာလို့လဲခုနကဘာလို့ကျွန်တော်အနေနဲ့ကျွန်တော်မှာဒါမနေရလို့မျိုးအခြေအနေဆိုကျွန်တော်မှာ ဘယ်အသင်းဖလားရမယ်မရဘူးစိတ်ပူရမှာကျွန်တော်လက်ရှိ flight ကိုလွတ်သွားမှာကျွန်တော်နေနဲ့ပူစိတ်ပူရမှာစိတ်ပူပြီးတော့သွားရပေါ့နော်အမေကြီးကတော့ကျွန်တော်ဘောကမှာဒါ occupy ဖြစ်ရမယ့်အရာတွေတအားများသွားလို့လည်းမသိဘူးနော်ဒါပုံမှန်လေးလည်းခင်ဗျားတို့အားမနာရှာမကြူပြပြတာဟိုဘောလုံးကျွန်တော်ခုနဘောလုံးကဘောကြီးတစိတ်တည်းတာဟုတ်တယ်ဆိုမှဘောလုံးကတော့ကျွန်တော်ဘောကြီးတခုဟုတ်မနေဘူးအဲဒါကြောင့်ခုနဘောဟာအဲ့ဒါမှာဘယ်အသင်းဖလားရှင်းတယ်ကျွန်တော်တို့ကကျွန်တော်ရှင်းတယ်ကျွန်တော်အသင်းကလွင်ကျွန်တော်ဘယ်အသင်းမှာကျွန်တော်ဒါ မလာမရစီကျုပ်ဒါပေမဲ့လည်းပြောတာဒါပေမဲ့ကျွန်တော်အတင်းကဆောက်ဖြစ်မရှိဘူးဒါ harsh reality ပဲခမရမန်ချက်စတာယူနိုက်တက်အားပေးခမရလစ်ဗာပူးအားပေးခမရလက်ရှိမှာဒါကျွန်တော် real madrid အားပေးခမရဒါကျွန်တော် barcelona အားပေးခမရ city အားပေးခမရ chelsea အားပေးဆိုတော့ဒီလို feeling ခမရရကြမှာပေါ့ကျွန်တော်တို့အတင်းက နှုတ်ငယ်25နှစ်မှာဖလားနှုတ်အေးပေါ့25နှစ်တုန်းဖလားလုံးရထားတဲ့တသင်းဖြစ်တယ်။ငါအသင်းမရရင်သူများအသင်းမရအောင်ဆိုတဲ့ logic ကိုတွားပြီး apply လုပ်ရင်တအားရည်ကျင်စရာကောင်းတဲ့အသင်းတသင်းလို့ဖြစ်တယ်။ဟောဒါကစဘာပရိသတ်မှာနားလည်မယ်ဒါကျွန်တော်တို့ခဲ့အဲ့တော့ maybe ခုနကပြောကျွန်တော် share မှာကျွန်တော်လက်ရှိမှာ Arsenal ဖလားမရစေချင်တာ United ဖလားမရစေချင်တာ Liverpool ဖလားကျွန်တော်မှာအဲ့ excited မရှိပေါ့ကျွန်တော်လည်း share တယ်။ကျွန်တော်အသင်းကလွင်ကျွန်တော်ကျွန်တော်အသင်းနဲ့ကျွန်တော်ရှင်ကန်ပြီဆိုရင်ကျွန်တော်အသင်းမှာကျွန်တော်နိုင်စေချင်တယ်။ကျွန်တော်ရှိသမျှကပောက်မှာရှိသမျှဖလားလုံးတရာရှင်အဲလုံးတရာလုံးတော်တန်ဟော့စ်ဘားအသင်းကိုကျွန်တော်ရစေချင်တယ်။ ဒါပေမဲ့အဲ့ဒါကမဖြစ်နိုင်ဘူးလက်ရှိအနေထားကမဖြစ်အဲ့တော့ရှင်းတယ်ကျွန်တော်ရဲ့ဒါကျွန်တော်လက်ရှိတွားတဲ့ပုံစံမျိုးကရှင်းတယ်ကျွန်တော်ဒီခုနကပြောဟာ Arsenal ဒါစပါပရိသတ်ကြီးပြီး Arsenal ရှင်းတယ်ရကျင်တဲ့ကောင်ရကျွန်တော်အနေနဲ့ခုနကကျွန်တော်ရဲ့ဒါကျွန်တော်ကျွန်တော်ဒီဒီအသင်းပေါ်ကျွန်တော်ရဲ့အမြင်ဖြစ်မယ်ကျွန်တော်ရဲ့ဒါကျွန်တော်တိတ်ကိုကျွန်တော်ပြောပြမယ်ရှိုးဥစားမရှိမယ်ဒါပေမဲ့ခုနကပြောလို့ပဲအဲ့ဒီအသင်းကို fly ရစေချင်တယ်မလားရစေချင်စိတ်မကျွန်တော်မရှိဘူးရှင်းတယ် ချန်ပီယံခြေစွမ်းရှိရတဲ့အတင်းကိုချန်ပီယံခြေစွမ်းရှိရတဲ့အတင်းဆိုပြီးပြောရမှာပဲဒါလက်ရှိ harsh reality ပဲခမခမခမရင်ခံတယ်ပြောရင်မခံဘူးပဲဖြစ်ဖြစ်ကျွန်တော်တို့လုံနေခုလက်ရှိမှာ football and live tottenham hotspur and live လုပ်နေတာပေါ့ tottenham hotspur and live လုပ်ဖြစ်တယ်ဆိုတော့ maybe အခုလက်ရှိမှာကျွန်တော်မလုပ်ဖြစ်သေးဘူးကျွန်တော်မှလက်ချင်ခုနကပြောသူပဲဘောလုံးရဲ့တစိုက်တဒီတာဘောလုံးရဲ့ကျွန်တော်ဘောကကျွန်တော်ဘောအဲကျွန်တော်ဒီခုနက arsenal video နဲ့ကျွန်တော်10မိနစ်ထပ်ပြီးပြောမှာပြောပြရအောင်နော်အဲ့တော့ခုနေမနေ့ကတွေ့လို့ကျွန်တော်တာခုနကပြောသူပဲမခံမရနိုင်နေဆိုရင်သူသူပြောတာလည်းမမှားတော့မမှားမလို့ဒါပေမဲ့ခုနကပြောသူပဲလက်ရှိမှာ Arsenal ကိုတော့ကျွန်တော်ခုနကပြောသူဟာအဲ့တမှာ Sabah Pride ရဲ့ Arsenal flyer အာစနယ်ဖလားရလည်းကိစ္စမရှိဘူးကျွန်တော်ဖလားရစေချင်တာမို့အာစနယ်ဖလားရအခုချိန်မှာအာစနယ်ဖလားရတာမကောက်ကျွန်တော်တရားမင်းဖလားရကိစ္စမရှိတော့ဘူးဘာလို့ဆိုတော့တော်တန်ဟော့စမမင်းရမှာတော့သူများသိရကျွန်တော်တကဘာထူမှာလဲရှင်းရှင်းဟုတ်တယ်မှာကျွန်တော်မပူလောင်တော့ဘူးရှင်းရှင်းလေးအဲ့ကျွန်တော်ကကျန်တဲ့သိရဘာထူမှာကျွန်တော်တဘာမလုပ်တာဘောလုံးသိမ်းမယ်မြို့ကမြို့တမြို့တည်းကလူနဲ့မြို့ပြင်ကထွက်တဲ့လူအမှန်တကယ်ပြောအင်္ဂလန်နိုင်ငံထဲကလူတွေပဲရှင်းရှင်းပြောရမှာဆိုတော့ကျွန်တော်တို့ကခုနအာဆနယ်ဖလားရတီဖြစ်စေမနေ့ကဒီပဲကျွန်တော်တို့ကကောင်းတယ်မှမရှိဘူးဒါပုံမှန်လင်းလင်းပြောတာဒါကခုနကပုံမှန်ချန်ပီယံခြေစွမ်းရှိရလို့ချန်ပီယံခြေစွမ်းရှိတဲ့လူတွေရောကျွန်တော်အနေနဲ့ဒါ ပြောပြမှာတစ်ခုပဲဒါရှင်းရှင်းလေအဲ့တော့ခုနကပြောတချို့ကကျွန်တော်ခုနကဟာ survive ယူဝဲပြီး Arsenal ကြောင့် ဒါကျွန်တော် football and life ဖြစ်တယ်ကျွန်တော် supply ညီဝီ Arsenal ကြောင်းလည်းပြောရင် ပြောမယ်ခုနကတော့ Jamie Guizzi ပါတယ်ကြောင်းပြောရင်လည်းပြောမယ်ဒါကျွန်တော်ကိစ္စပေါ့နော်အဲ့တော့ဒါဘုံမလည်းနေပြောအဲ့တော့ခုနကပြောလို့လက်ရှိမှာ Arsenal နဲ့ Burnley ကြောင်းဆက်ပြီးပြောအဲ့တော့ Arsenal နဲ့ Burnley ကြောင်းဆက်ပြီးပြောရမယ်ဆိုလက်ရှိမှာ Arsenal သိနေဒီနောက်ပိုင်းပွဲစဉ်ဒီမှာတတော်လေးကိုဒါကျွန်တော်တို့ခြေစွမ်းပိုင်းကတည်ငြိမ်မှုကိုတခုရောက်လာခဲ့ပြီပြောချင်တာကကျွန်တော်လာမနစ်ညကကျွန်တော်ထပ်ပြီးဆွေးနွေးခဲ့သူပဲ Arsenal သိနေပရိသတ်တယောက်အနေနဲ့အကယ်ခုနကငါဒီပွဲမကြည့်ဘူးမနေ့ပြန်မနေ့မှပဲငါ highlight ကြည့်မယ်ဆိုရင်ဖြစ်တယ်ဆိုတဲ့ security ပေါ့နော်ကိုပရိသတ်တယောက်အနေနဲ့ security ပေးနိုင်မဲ့ပွဲစဉ်ဒီကို Arsenal သိရောက် ခဲ့တယ်။အာဆိုသင်ကလက်ရှိမှာဒီနှစ်မှာတော့ကျွန်တော်တို့ time table ရဲ့ဇယားအရာဆိုတဲ့ပုံစံမျိုးမှာတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့နေတော့ခတ်သေးတယ်ပြောရမှာတော့ရမ်းခတ်ဒါပေမဲ့လက်ရှိခြေစွမ်းရချန်ပီယံခြေစွမ်းဆိုတော့လုံးဝညင်စရာမလိုဘာလို့သူတို့ရဲ့လက်ရှိ squad တက်သူတို့သွားနေတဲ့ပုံစံသူတို့အနေနဲ့ cancel ပိုင်းလုံခြုံမှုကဒါလက်ရှိမှာဘယ်အသင်းမှမပေးနိုင်တဲ့မှာပါတယ်အခုလက်ရှိမှာပြန်ပြီးခြေတက်လာပါတယ်ဆိုရယ် city တောင်မှာတခုချိန်ထိ cancel ပိုင်းကကိုယ်တည်ပေးနေရအောင်ဖြစ်တယ် အခုချိန်မှာဗျာဒါပွင့်လေမှာပရီးမီးယားလေးကုလချင်း10ပွဲကန်တယ်ချိန်မှာ3ခုပဲပေးထားတာဒါကိုမချီးကျူးရင်တော့ခမရလာခုနကပေါ့ကျွန်တော်ကခုနကပေါ့ကျွန်တော်တဖတ်တော့မပေးဘူးဒါပွင့်ဝင်လင်းပြောတယ်ကျွန်တော်ဘယ်တော့မှတဖတ်တော့မပေးအဲ့တော့ကျွန်တော်ဒါကိုချီးကျူးတယ်ဘာလို့လဲတစ်ချိန်လုံးကချယ်ဆီကိုကျွန်တော်ချီးကျူးခဲ့တယ်တစ်ချိန်လုံးကဒီလိုမျိုးလုံနိုင်ခဲ့တဲ့စီတီကိုလည်းကျွန်တော်ချီးကျူးခဲ့တယ်ဒီအာစနယ်ကဘာမှသိပ်ပြီးထူးခြားနေတယ်ဒါမှမဖြစ်တော့ကျွန်တော်ထပ်ပြီးချီးကျူးတယ်ရှင်းရှင်းလေးအဲ့တော့မြို့ကပြန်မလို့ချီးမကျူးအောင်ဆိုတော့ဒါကျွန်တော်ဘူးရှစ်လိုပဲမြင်တယ်ကောင်းတဲ့လူကိုကောင်းတဲ့လူပဲမြင်တယ်ကျွန်တော်ဘောမှာကျွန်တော်မှ enemy လည်းသိမ်မရှိဘူးပေါ့နော်ကျွန်တော်ခုနကပေါ့ဆို Venlancer ကလည်းအရင်တော့ကခုနကပေါ့ကိုမာနာမနာလို့ပါ ပြောချင်တာဗျာအတီလာရှေ့ရှေ့ပြောရမယ်ဆိုရင်ကိုမရနိုင်တဲ့အရာတခုဘာလို့ပြောရအခုချိန်မှာဗျာကျွန်တော်ကအာစနယ်ကျွန်တော်စပါးနဲ့အဆက်1နဲ့2ဖြစ်တဲ့ကြောင့်မဟာအိုကေငါစပါးငါစပါးအာစနယ်ကိုကြော်ယူဖလာရစေတာ valid yeah ဒါပေမဲ့ခုနအခုလက်ရှိမှာကိုရီးယားချက်စီတို့ဒါကျွန်တော်တို့ဟိုဒါဇင်ဝက်နဲ့ဂိုးမပြတ်သွားအောင်ကျေးဇူးတင်ရမယ့်အချိန်မှာသူများဒီလိုမျိုးဒါကျွန်တော်တို့ပရီးမီးယားလိဂ်ကိုစကော့တက်နဲ့ရှယ်ဆော့နဲ့တင်ယူဟာတော်လုံးဆော့ဘောပဲဖြစ်ပါမှာကျွန်တော်ပြောတာအဲ့တော့ကိုယ့်ကကိုယ်ဆော့ဘောတော့ဖြစ်မှာခံနိုင်ဟဲ့လူကြီးရှယ်ရှယ်လေးပဲအဲ့တော့ အာဆောင်သိန်းတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဟိုတိုက်စစ်ပိုင်းရတာကျွန်တော်တို့စာကာကိုမိကိုချင်းကတဖြည်းဖြည်းဒါကျွန်တော်ရှော့လာခဲ့တယ်။ဒါကျွန်တော်ကြည့်ရ right hand side view ဒါကျွန်တော်အလွန်ကျွန်ဒါဆွတ်ဆက်ပြီးဖိနေတဲ့ပုံစံမျိုးကလွင်ကွဲထွက်တဲ့ပုံစံမျိုးတခုသူတို့စတင်ပြီးလောက်လာခဲ့တယ်။ဒါပေမဲ့အာဆောင်က set piece ကိုတော့အဓိကဒါမိကိုနေစေဖြစ်တယ်။ဒါပေမဲ့ဒါကျွန်တော်တို့အပြစ်တခုလုံးမမျိုးတော့ Premier League တခုလုံး set piece ကမိကိုလာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းတစ်သင်းနဲ့မဟုတ်ဘဲလား Premier League set piece မှာဒါကျွန်တော်တို့လက်ရှိ Chelsea အသင်းကလည်းဒါကျွန်တော်တို့ ဆက်ပြီးနေမှာနံပါတ်၈နံပါတ်၂နေရောက်လာခဲ့တဲ့၈ဂိုးနဲ့အာဆနိုတက်က၁၀ဂိုးဖြစ်သွားပြီ။ဆရာကျွန်တော်တို့ချက်စီတက်က၈ဂိုး။ဒါနောက်က United ပါတယ်။ဒါကျွန်တော်တို့ဖြည်းဖြည်းသိချာ။အဲ့တော့ဒီမှာဆက်ပြီးစီရဲ့လက်ရှိ twin ဂိုးတွေက total ဒါကျွန်တော် Premier League ရဲ့၁၉ရာခိုင်နှုန်းကိုပါဝင်လာခဲ့။အဲ့တော့အာဆနိုတင်းနဲ့လုံနာမှုပဲနေတာတလိလုံးလုံးလာခဲ့တယ်။ဒါခုနကပြောချွတ်ကြတဲ့ဒါအာဂလီဖြစ်တယ်။ဘယ်လိုပဲပြောပြ at the end of the day မှာသုံးမှတ်ရဖို့အတွက်အဓိကရုန်းကန်ရတာမှလား။ဒါပေမဲ့ အဲ့ညမှာအာဆောင်တင်းကမတူတဲ့တခုကသူတို့ရဲ့ကစားပုံက at least ကြည့်လို့ကောင်းတယ်အာဆောင်တင်းရဲ့ counter transition တွေမှာမြန်တယ်မှန်မယ်ဒါကတော့ at least သူတို့ရဲ့ transition လုံနေတော့တစ်ဖက်အသင်းထိုးဖောက်တဲ့အချိန်မှာလဲကောင်းမွန်တဲ့ security တခုနဲ့ကြည့်လို့ရတယ်တမပါတယ်ရှင်းရှင်းလေးစပ်ပစ္စည်းပဲအလုံးကျုံအားကိုးနေတဲ့ဆိုတဲ့စကားလုံးကိုတော့ပြောလို့မရဘူးဘာလို့အာဆောင်တင်းကိုယ်တိုင်ကကောင်းနေတာဖြစ်တယ်ဒါကြီးကိုဒါဒီဒီ methodology ကိုကောင်းကောင်းကြီးနားလည်ဖို့ဒီ methodology ကိုဒါ methodology ကိုကောင်းကောင်းကြီးတိုင်ထားဖို့လိုတယ်အရေးကြီးတာ ာစနယ်သင်းနဲ့ခုနကပြောဆက်ပီးစီโอเคဆက်ပီးစီကြီးပဲကောင်းတယ်ဒါပေမဲ့ခန်းစစ်ကရွေးနေဆက်ပီးစီကောင်းနေပြီးတော့ခန်းစစ်ကတော်တော်ဟောပေးတယ်ဘာထူးမှလဲ ်ဟုတ်တယ်ဟုတ်အဲ့တော့လက်ရှိမှာအာဆိုသိနေတာကျွန်တော်ရှေ့အလယ်နောက်မှာရှေ့တိုင်းတစ်ခုတည်းမှာတိုက်စစ်ပိုင်းကနည်းနည်းလေးအာနေသေးတယ်လို့မြင်တယ်ယူကရက်ဆိုပါတော့ဂိုးသွင်းနေဆိုမှကျွန်တော်ပါစနယ်မြင်ပေါ့နော်တိုက်စစ်ပိုင်းကအာနေသေးတယ်လို့မြင်ပေါ့ဆိုတော့ခုလက်ရှိမှာဒါအဓိကကအဓိကဂိုးရီလာနေတာကျွန်တော်ကွင်းလင်းနေနောက်တန်းကလာနေတဲ့အတွက်ကျွန်တော်အနေနဲ့မြင်တာကအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဒါရှေ့တန်းလေးတော့နည်းနည်းအာနေသေးတယ်လို့မြင်တယ်ဒါပေမဲ့ခုနကပေါ့အာဆိုသိနေဒီနှစ်ဆောင်ရသည်မှာလက်ဖွင့်ပုံစံမျိုးကိုဒါထပ်ပြီးတော့လူပြည့်နိုင်ခဲ့မယ်ဆိုတော့တော်တော်လေးကိုကောင်းသွားမယ်အနေထားမှာရှိတော့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒီနှစ်မှာတို့ဖြည့်မှာမဟုတ်သေးဘူးလာမယ့်လူရည်ရောမှသူဖြည့်မယ်အာဆိုင်မီညိုလူကစားသမားမျိုးသူခေါ်လိုက်မယ်ကိုယ့်ရဲ့ပြစ်သက်တယောက်ကိုဒါ ခေါ်လိုက်နေဆိုတော့မစိုးဘူးအဲ့တော့အာဆိုဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့မှဒါအဓိကအားတောင်ချက်ကစကွတ်တက်ပဲခမရကြိုက်တဲ့နေရာဖြုတ်လေကူအယုတ်ကလိုပဲပြန်ပြီးတက်လို့ရတယ် အဲ့လိုမျိုးနောက်ဆုံးလုံနိုင်ခဲ့တဲ့အသင်းက triple ယူသွားခဲ့တယ်ဒါဟာ city team ကိုကျွန်တော်မြင်ခဲ့တယ်အဲ့တော့ဒီနေ့မှာကျွန်တော် arsenal team triple ရမရကျွန်တော်လည်းမသိအာမလည်းမကဒါပေမဲ့လက်ရှိမှာ city team ရဲ့ triple ရခဲ့တဲ့တုန်းကပုံစံမျိုးကိုကျွန်တော်အရေးယောင်ပုံမြင်တယ်အဲ့တုန်းက city team နဲ့အဓိက quarter နှစ်ချက်ရှိတယ်ပထမတစ်ချက်ကအဲ့တုန်းက city ကအဲ့တုန်းက arsenal ဒီအခုလက်ရှိ arsenal ကခံစစ်အဲ့လောက်ကြီးမကျစ်ဘူးဒါပေမဲ့အဲ့တုန်းက city team ကလက်ရှိ arsenal ထက်တိုက်စစ်ပိုကောင်းတယ်ဒါဟာ hard reality နှစ်ခုလုံးကဒါတပိုင်ထဲမှာ parallel ဖြစ်နိုင်တဲ့အနေအထားမှရှိနှစ်ခုလုံးလည်းလက်ရှိမှာမှန်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ arsenal team နဲ့အခုလက်ရှိမှာဒီနေ့မှာဒါ super league တွေဆွခူးနိုင်တဲ့ခြေစွမ်းတစ်ခုမှရှိနေပြီဒါ ါမဲ့အဓိက consistency ပဲဘောလုံးမှာအရေးကြီးဆုံးကတပွဲနဲ့တပွဲခင်ဗျာပုံစံတူဖို့အရေးကြီးတပွဲလည်းကျအိမ်စားမှာကျွန်တော်လက်ရှိကျွန်တော်စပါတင်ပါလို့လက်ရှိမှာ flop နေလဲ Everton နဲ့ Gunners နဲ့ပွဲစဉ်နဲ့ Chelsea နဲ့ Gunners နဲ့ပွဲစဉ်လုံးဝခြေစွမ်းရတခြားစီပဲ Newcastle နဲ့လက်ရှိမှာ Everton နဲ့ Gunners နဲ့ပွဲစဉ်ခြေစွမ်းတခြားစီပဲ Newcastle နဲ့လက်ရှိမှာ Chelsea နဲ့ Gunners နဲ့ပွဲစဉ်ခြေစွမ်းတခြားစီပဲ Arsenal တင်းကိုခင်ဗျာဘယ်အချိန်ကြီးဒီခြေစွမ်းခင်ဗျာရမလဲလက်ရှိမှာ Arsenal တင်းရဲ့နောက်ထပ်အားသာချက်တစ်ခုက consistency အာတီတရဲ့ပြဿနာတခုတော့ရှိတာသူရာသီစမှနည်းနည်းသူချောက်ပြောင်းတက်တဲ့ဆောက်ချင်းရှိတယ်။ဒါပေမဲ့သူ့အနေနဲ့ဒါပွဲစဉ်9လောက်ရအောင်သူတီသွားပြီ။အခုချိန်မှာသူတီသွားမှာဒါပေမဲ့အာတီတရဲ့နောက်ထပ်အာနေဂျာတကူကပွဲစဉ်20နာရီကလာအမြင်နဲ့ကကြဲဒီကဘက်ချောက်လုပ်တဲ့ဆောက်ချင်းရှိတယ်။အဲ့ဒီဥစ္စာကိုအာတီတပြင်နိုင်မယ်ဆိုဒီနှစ်ကသူ့နှစ်လို့ပြောလို့ရတယ်။100%ပဲလုံးဝ100%ပဲ။အဲ့တော့ ပြောတင်တဲ့အိဗေကရှင်းတယ်ဗျာအာဆိုတဲ့ဘာဖြစ်ချင်လဲသူတို့ကိုသူတို့သိတယ်သူတို့ဘာလုပ်ချင်လဲသူတို့ကိုသိတယ်သူတို့ဘာဘာဖြစ်ချင်လဲရှင်းရှင်းလေးခန်းစစ်ကောင်းကောင်းနဲ့တိုက်စစ်ကိုဒါကျွန်တော်တို့ရနိုင်လောက်ဂိုးလေးတွေပဲယူသွားပြီးတော့ဒါကျွန်တော်တုံးမှတ်ကိုအိမ်သိမ်းသွားမယ်အခုလက်ရှိမှာ squad depth ရ champion league ကို premier league ကိုရှင်းအဲ့တော့ဒါကျွန်တော်မနိုင်မြောက်လက်ရှိမှာအာဆိုတဲ့အိဆိုင်တဲ့အဖြစ်ဆုံးပွဲစဉ်က Bayern Munich နဲ့ပွဲစဉ် Bayern Munich ကအခုလက်ရှိမှာခန်းစစ်တင်ပုံနဲ့သူလက်တိုက်စစ်တိုက်စစ်ကဆောင်းဝန်းကောင်းနေချင်ခန်းစစ်လည်းကောင်းနေချင်အဲ့တော့ of course ဒါကျွန်တော်တို့ကမ္ဘာမှာဥရောပမှာဒါကျွန်တော်တို့ဟာလဲကျွန်တော် triple ရနိုင်တာတသိမ်းမရှိတဲ့နှစ်မှာဟုတ်တယ်မှာအဲ့တော့ဒီနှစ်မှာ triple ရသွားနိုင်တဲ့အသက်ကဒါကျွန်တော် real တို့ပြတ်ပြီးဖြစ် real madrid တို့ရဲ့တမိုင်းတစ်ချက်ပထမအောင် travel ကိုယူသွားနိုင်မလား company ရဲ့ဒါကျွန်တော်လက်ရှိမှာနောက်ထပ်ဒါကျွန်တော်ဒီပြတယောက်ဒါ bayern က travel ခဏခဏရရတယ်မှာပါပါလေ bayern ကဒါကျွန်တော်လက်ရှိမှာ travel နောက်တစ်ခုယူဒါမှမဟုတ် arsenal တင်းနဲ့လက်ရှိမှာ travel ကိုဒီနှစ်မှာမှန်လို့ရနိုင်မလားဒါပေမဲ့ခုနကပေါ့ arsenal တင်းနဲ့ခုလက်ရှိမှာ supply နဲ့ပတ်သက်ရင်တော့ဒါကျွန်တော်တို့အဲ experience တစ်ခုတော့လိုသေးတယ်အဲ့ experience ကိုလက်ရှိမှာ ရအောင်ယူသွားနိုင်မလားဒါတွေကအာဆန်နယ်သင်းစီမှာအများကြီးအများကြီးရှိအဲ့တော့ရှေ့မှာအာဆန်နယ်သင်းသွားခြင်းလက်ရှိ direction ကခန်းစစ်ကောင်းအောင်လုပ်မယ်တိုက်စစ်ဘက်ကဂိုးသွေးရအောင်သွေးမယ်ဖြစ်နိုင်ဖြစ်နိုင်လို့ဒါကြောင့်သွားခြင်းတဲ့ပုံစံမျိုးကိုသွားတယ်လို့မှတ်ပါတယ်သူတို့เนี่ยသွားပြီး short တော့လို့မျိုးပော့လို့လည်းမရဘူးအရေးကြီးဆုံးကအာဆန်နယ်သင်းเนี่ยအခုလက်ရှိမှာ consistency consistency ကိုစတင်ငြိမ်မှုတင်ငြိမ်မှုတင်ငြိမ်မှုပဲစုပလိုက်လိုခြင်းနဲ့ဆိုရင်ခုနကပြောတဲ့တပွဲထဲမှာဂိုးရှစ်ဂိုးသွင်းနေလို့မရဘူးဟုတ်တယ်မလားကျွန်တော်အဲ့လိုပြောခြင်းတပွဲထဲမှာဂိုးရီဒလဟောသွင်းပြီးလက်ရှိမှာဒါကျွန်တော်စုပြတ်တဲ့အသင်းတွေလည်းအများကြီးရှိတာပဲ consistency ပဲတပွဲမှာပြမလက်ရှိမှာမဲ့ရဲ့ Antonio Conte Chelsea တော့ကတပွဲမှာတကူပြန်ပြပဲသွင်းပြီး Premier League ယူသွားခဲ့တာပဲ consistency ပဲဘလို့ပဲအဲ့တော့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ TV4U တို့မှာကျင်းလူစပောင်းကိုညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 points နဲ့ TV4U တို့မှာ link လေးတွေထည့်ပေးကြကျွန်တော်များဆိုတော့ကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။ မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါရဲကောင်းမွန်တော့နေနေဖြစ်ပါဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညီနောက်မှာပဲ A CC2 ကြတာပေါ့အားလုံးမကြွတူပါရဲမြန်မြန်လက်ကလစ်ပြီးကြအောင်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်တေးပါဦးခင်ဗျ